တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးတို့2025ခုနှစ်နိုဝင်ဘာလ17ရက်ပိုင်းတို့ကံကြမ္မာအစိုးကောင်းနှင့်တလားစာဆောင်းရံရှောင်းရံများကိုကျွန်တော်ဖတ်ကြားပေးသွားမှာပဲဖြစ်ပါတယ် တနင်္လာသားသမီးမိတ်ဆွေတွေစတလာပိုင်းမှာအငြိမ်မနေရပဲနဲ့သူတပားကိစ္စတွေကိုဥစားပေးပြီးတော့ဆောင်ရွက်နေရတာမျိုးလေးတွေကြုံရတတ်ပါတယ်။ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတွေအလုတ်ကင်ကိစ္စတွေမှာအတိုက်ခံနေကြုံရမယ်။လုပ်ငန်းအတွင်းမှာရံပေါ်တတ်ပြီးတော့မိတ်ဆွေတို့အနေနဲ့အလုတ်ပြောင်းရတာမျိုးအလုတ်ထွက်ရတာမျိုးလေးတွေကြုံရတတ်ပါတယ်။တနင်္လာသားသမီးမိတ်ဆွေတွေဆိုင်ငန်းနေရာကိစ္စတွေအဆင်ပြေမယ်။စီးပွားရေးလုပ်ငန်းတွေတိုးတက်မှုတွေနဲ့ကြုံရနိုင်တော့ ်လည်းပဲမိတ်ဆွေတို့အနေနဲ့ဒီ၁၇လပိုင်းတလတာမှာလောက်သည်မြ၊ကင်သည်မြအလွဲလွဲချော်ချော်ဖြစ်နေမယ်။ငွေကြေးကံအားကောင်းနေပြီးတော့မိတ်ဆွေတို့အနေနဲ့ဒီ၁၇လပိုင်းတလတာမှာငွေဇက်တိုက်ဝင်လာတာမျိုးလေးတွေကြုံရတတ်ပါတယ်။တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့သူတစ်ပါးအမှုကို လိုက်လံပြီးတော့ကုညီဆောင်ရွက်ရင်းအာမခံပေးမိတော့ကြောင့်စိတ်ညစ်စရာကိစ္စတွေဝင်လာတတ်တယ်လို့မိမိတို့ကိုယ်တိုင်မှလည်းပဲဒီ၁၇လပိုင်းမှာအမှုကိစ္စလေးတွေပေါ်လာတတ်ပါ ါတယ်။တနင်္လာသားသမီးချစ်သူဆောင်တွဲများဂျားစကားများကြောင့်နားလည်မှုလွဲစရာကိစ္စလေးတွေကြုံရမယ်။မိတ်ဆွေတငယ်ချင်းတို့၏အကူအညီကြောင့်ပြန်လည်အဆင်ပြေမှုတွေရရှိမယ်။တနင်္လာသားသမီးအိမ်တော်ရှင်များအိမ်တော်ရှိသူများပန်းဝင်ခြင်းမှဇကားများကြောင့်မိမိအိမ်တော်ဘက်နဲ့ဇကားများရတာမျိုးရန်ဖြစ်ရတာမျိုးလေးတွေကြုံရတတ်ပါတယ်။မိသားစုအတွင်းမှာအမွေအတွက်ဇကားပြောရတာမျိုးသို့မဟုတ်ညီနေရာကိုအကြောင်းပြုပြီးတော့ဇကားပြောရတတ်ပါတယ်။ ယနေ့လာသားသမီးမိတ်ဆွေတွေသူတစ်ပါးကမိမိအားမတရားပြောဆိုဆွဆွဲခြင်းခံရမယ်မိတ်ဆွေတို့အနေနဲ့မဖြေရှင်းပဲနဲ့တီးခံခြင်းနဲ့ပဲကြော်ဖြတ်ပါ ပြဿနာတွေပို၍ရှုပ်ထွေးတတ်ပါတယ် တနင်္လာသားသမီးမိတ်ဆွေတွေဒီစက်တလာပိုင်းမှာအချောင်းစာမေးပွဲအလုတ်ခွေအင်တာဗျူးအလုံးနဲ့သက်ဆိုင်သောစာမေးပွဲကိစ္စလေးတွေမှာအပြိုင်ဆိုင်အခက်အခဲချကနေပြီးတော့အောင်မြင်မှုတွေရရှိတတ်ပါတယ်။တနင်္လာသားသမီးမိတ်ဆွေတွေနိုင်ငံသားခရီးစဉ်ကိစ္စလေးတွေမှာခက်ခဲမှုလေးတွေကြုံရတတ်ပါတယ်။ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတွေကျမ်းမာရေးအနေနဲ့သွေးထွက်သံယိုဖြစ်ခြင်းအစာမကြေဖြစ်ခြင်း မိတ်ဆွေတို့အနေနဲ့ဘာမှမစားဘဲနဲ့ဘိုက်ပြေနေသလိုဘိုက်ကယ်နေသလိုဖြစ်နေတတ်ပါတယ်ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီဆက်တလာပိုင်းကလာတာမှာရင်ပြည့်စေသောကယ်သောအစားအသောက်တွေကိုစင်ရင်းပြီးတော့စားသုံးတင်ပါတယ် အဲ့တော့ကျွန်တော်တို့စက်တလားပိုင်းတလားဒါမှကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့အရေးကြီးကိစ္စတွေကိုသွားရောက်ရန်ရှိတော်သူတွေဆိုလို့ရှိရင်9ရက်14ရက်20 9ရက်နေ့တွေမှာအရေးကြီးကိစ္စတွေကိုဆောင်ရွက်မယ်ဆိုလို့ရှိရင်အစအစရာရာအစဉ်ပြေမှုတွေရရှိစေမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစက်တလားပိုင်းတလားဒါမှ အရေးကြီးကိစ္စတွေကိုဆောင်ရွက်ရန် ရှိသောသူတွေဆိုရင်6ရက်7ရက်20ရက်နေတွေကိုရှောင်ရှားတင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီ7လပိုင်းကလာတာမှာအရေးကြီးကိစ္စတွေကိုတွားရောက်ရန်ရှိသောသူတွေဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့အဝတ်အစားအသုံးဆောင်ပစ္စည်းတွေမှာမယံရောင်အဖြူရောင်ခဲရောင်ပါသော လက်ကီးကာလာလေးတွေကိုရွေးချယ်ပြီးတော့ဝတ်ဆင်တင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတွေထီဝါဒနာပါသောသူတွေထီကန် မ်းကျင်တယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့ဌီနံပါတ်မှာခွန်ဆ6ဆုံးပါသောဌီနံပါတ်တွေကိုရွေးချယ်ပြီးတော့ကန်ဆန်းတင်ပါတယ်အဲ့တော့ဒီစတလာပိုင်းတလာတာမှာကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ငွေချေးကိစ္စလေးနဲ့ပတ်သက်ပြီးတော့အစဉ်ပြေစေဖို့လက်လာပါတွေရွှင်လန်းစေဖို့ဆိုလို့ရှိရင်မௌလကာကွင်းဌာနပြုပြီးတော့မိတ်ဆွေတို့မှာကြုံတွေ့နေရတဲ့ငွေချေးရေးခက်ခဲတွေကို ဒါနပြုရင်းနဲ့စူတောင်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိတ်ဆွေတို့အနေနဲ့ဒီစက်တလာပိုင်းတလာတာမှာ ခက်ခဲနေတဲ့ကိစ္စတွေအစဉ်ပြေစေဖို့ညံ့နေတဲ့ကိစ္စတွေအစဉ်ပြေစေဖို့ကောင်းနေတဲ့ကိစ္စတွေပုံမူကောင်းတတ်တ်ကောင်းအောင်ဆိုလို့ရှိရင်မိษွေတို့ရဲ့မွေးနေ့အစဉ်ပြေသောချိန်မှာမြတ်စွာဘုရားရှင် ကိုရောင်မြတ်ကြီးကိုအချိုးရီရှစ်ခွက်လှူဒန်းပြီးတော့ယုံယုံကြည်ကြည်လေးလေးနက်နက်နဲ့တိုင်တဲပြီးတော့စူတောင်းပေးရမှာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနင်္လာသားသမီးမိษွေတွေအားလုံးဒီ၁၇ပိုင်းဆိုတဲ့ကာလမှာအဆိုးဟူသမျှဝေးလွှင့်ပါလေကံကောင်းခြင်းမင်္ဂလာဖျာဖျာနဲ့ပြည့်စုံပါလေမိษွေတို့ လောက်ကိုင်းနေတဲ့လုပ်ငန်းဆောင်တာကိစ္စဝဝတိုးတက်အောင်မြင်ပြီးတော့ငွေကြေးလက်လာဝတွေလည်းရှင်လန်းပါစေလို့ကျွန်တော်ဆုတောင်းမြတ်တာပို့သားရင်တနင်္လာသားသမီးမိတ်ဆွေတွေအားလုံးတို့ဆက်တလာပိုင်းတလားစာကံကြမ္မာဟောစရံဗီဒီယိုဖိုင်လေးကိုကျွန်တော်ဒီနေရာမှာပဲစုံတပ်ပါတယ်